အားလုံးမင်္ဂလာပါရောဂိုက်ဟာတက်ကဲနေပြီးပြန်လည်ကျေးဇူးလိုက်ပါတယ်ကျွန်တော်ကတော့ admin မောင်ဝတိဖြစ်ပါတယ်ဒီအပိုင်းရာဒီရူကအင်းနေမှုတို့ပေါ်တော့အားလုံးကြားမှရကြည့်ဆက်ကြဖို့မောင်ဝတိကအရှင်ဆုံးအနေနဲ့ပါချချင်တာဖြစ်ပါတယ်ဒီတစ်ခါမောင်ဝတိ knowledge sharing အနေနဲ့ sharing လုပ်ပြခြင်းနဲ့အကြောင်းအရာလေးတစ်ခုကတော့ထိုင်းနိုင်ငံမှာ online shop app တွေဖြစ်တဲ့ Lazada Shopee TikTok Shop တို့ပါဈေးဝယ်လို့ရှိရင်ဘယ် app တွေကဘယ်လိုမျိုးအားသာချက်တွေရှိလဲအားနည်းချက်တွေရှိလဲဆိုတာကိုမောင်ဝတိအနေနဲ့အရှင်ဆုံး sharing လုပ်ပြခြင်းတာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ Lazada app အကြောင်းလေးပြောပြပေးမယ်เนาะ Lazada app လေးကဘယ်လိုလဲဆိုတော့အဲ Mawar Day လိုမျိုး tab နဲ့ပတ်သက်တဲ့ပစ္စည်းတွေ၊ gadget နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုလွယ်လွယ်ကူကူရှာဖွေလို့ရတယ်။အဲ့ဒီအပြင်ပေါ်မှာ electronic accessory တွေတခြား accessory ကွန်ပျူတာနဲ့သက်ဆိုင်တဲ့ accessory တွေကိုလည်း Lazada မှာရှာဖွေရတာပို့ပြီးတော့လွယ်ကူတယ်။ပြီးလို့ရှိရင် Lazada ရဲ့အားသက်ချက်တစ်ခုကကြတော့အဲပို့ဆောင်မှုကမြန်တယ်။ပြီးလို့ရှိရင်ပစ္စည်းထုတ်မှုပိုင်းကလည်းတော်တော်ကြီးကိုအဆင်ပြေတဲ့အပြင်ပေါ်မှာ စိတ်ချပြီးတော့ပို့ပြီးလည်းမြန်ဆန်နေပေါ့နော်အဲဒါကြောင့်မလို့ Lazada Applicator တော်တော်အဆင်ပြေတဲ့ app တစ်ခုဖြစ်ပါတယ်ဒုတိယ application တွေကတော့ Shopee application တွေပဲဖြစ်ပါတယ်။ Shopee application တွေကအဆုံးသုံးလို့ပြောလို့ရမယ်ပေါ့တော့ဘာဘလို့မဟုတ်တဲ့အနေနဲ့အဆုံးသုံးလို့ပြောလို့ရတယ်ဆိုတော့ဒီ ID နဲ့ပတ်သက်တဲ့ဒီ accessory တွေ၊ gadget နဲ့ပတ်သက်တဲ့ accessory တွေ၊ဖုန်းနဲ့ပတ်သက်တဲ့ accessory တွေအဲ့အပြင်ဘာ computer နဲ့ပတ်သက်တဲ့ accessory တွေဘာ ရှာဖွေလို့လို့ရတယ်အဲ့ဒီအပြင်ကိုယောက်ျားလေးဝတ်မိန်းကလေးဝတ်အင်ချီဝတ်စားတဲ့ accessory တွေကိုလည်း shopping မှာလည်းပြရနိုင်တယ် shopping ကိုမှာ တင်တော်တဲ့ပေါ်ချိုင်အချက်ချင်းရှိတယ်ဘာလို့လဲဆိုတော့ free shipping voucher တွေကိုလိုတဲ့ကူကူရှာလို့ရတယ်နောက်ဆုံး application တွေကတော့ mountain ကိုလက်ရှိ brand တွေအဲ digital shop တွေပဲဖြစ်ပါတယ်အပလိုဒေါ်ဒေါ်ရှော့ပီကမိုက်တာလေးဆိုတော့အခုနာမည်ကြီးတဲ့ training ဖြစ်နေတဲ့ပစ္စည်းတွေ viral ဖြစ်နေတဲ့ပစ္စည်းတွေ online ပေါ်မှာလက်ရှိထွက်ထွက်ပြီးအရင်ဝင်နာမည်ကြီးနေတဲ့ပစ္စည်းတွေကဒီ TikTok Shop မှာပဲဝယ်လို့ရတာများတယ်ပေါ့နော် ပြီးတော့ accessory နဲ့ပတ်သက်တဲ့ဟာရောက်ရလေးဝမင်းလေးပေါ့အဓိကတော့နာမည်ကြီးရဲ့ပစ္စည်းတွေ trending ဖြစ်တဲ့ပစ္စည်းအမှန်များကို TikTok Shop မှာရှိနေတာတော်တော်ကြီးအဆင်ပြေရဲ့ဗျာအဲ့တော့ TikTok Shop ကလေထိုင်းနိုင်ငံထဲမှာဒီလက်ရှိဝယ်ယူမှုများနေတဲ့ဒီ online shopping app တွေပါလေတခုအပါအဝင်ဖြစ်တယ်ပေါ့ပေါ်တယ် ဆိုတော့မာတေး knowledge sharing လုပ်ပေးခြင်းရဲ့အကြောင်းအရာဒီဒီကတော့ဒီအားလေးပဲဖြစ်ပါတယ်။ Bora router လေဒီ application တုံးကဘယ်လိုအားသချက်လေးရှိလဲအားနည်းချက်လေးရှိလဲဆိုတာသိပြီးသွားပြီဆိုတော့ Bora router လေအသုံးဝင်မယ်လို့မာတေးနေနဲ့ယူဆပါတယ်။အားလုံးပဲကျေးဇူးပါ See you next video